တာဘက်မှာခလင်းမွေးပြီးတော့ဘယ်လိုသားဆက်ချာနေလေးတို့အသုံးပြုလို့ရမလဲဆိုတာလေးကိုပြပြပေးသွားပါမယ်။နှမျိုးခွဲပြီးတော့ပြပြပေးသွားမယ်ပေါ့နော်။ကိုကခလေးယူဖို့ကြာအောင်မယ်ဆိုရင်တော့ကာလာရှိသားဆက်ချာနေလေးတွေအသုံးလို့ရမှာပေါ့နော်။ကိုကဒါမှမဟုတ်တနည်းတနည်းခွဲတွင်းမှာခလေးယူမယ်ဆိုရင်တော့ကာလာတို့သားဆက်ချာနေလေးတွေအသုံးပြုလို့ရတယ်ပေါ့နော်။ကာလာတို့သားဆက်ချာနေမှာဆိုရင်အကာအကွယ်သုံးနာရဲ၊တောက်ဆေးသုံးနာရဲ၊ထိုးဆေးသုံးနာရဲရှိရပေါ့နော်။ဒါပေမဲ့ကိုကမိခင်တို့မတိုက်ဘူးဆိုရင်တော့အဲတောက်ဆေးတွေကကိုအဆင်ပြေရအဲဆေးကိုသုံးလို့ရတယ်ပေါ့နော်။ အဲဆေးတဲ့ကအဲ no time ခင်မဟုတ်ဘူးဆိုရင်တော့ဗောနော်အဲတောက်ဆေးတဲ့မှာဆေးတစ်မျိုး progesterone တစ်မျိုးပါလာရှိရဲဒါမှမဟုတ်ကျမတို့ estrogen နဲ့ progesterone ပါတယ်ဆေးနှမျိုးပေါင်းထားတဲ့ဆေးပါလာရှိရဲဗောနော်အဲဒီလိုဆေးနှမျိုးပေါင်းထားတဲ့ဆေးဆိုရင်တော့အဲသူကယာစီတစ်လတစ်ခါပုံမှန်လာမယ်ဗောနော်အဲတောက်ဆေးဖြစ်တဲ့အတွက်ကိုကတော့အဲနေ့တိုင်းတောက်ဖို့မမေ့တာအောင်တော့တောက်ပေးရမယ်ဗောနော် ကဲပဲကိုက no time meeting ဆိုရင်တော့အဲဆေးတစ်မျိုးတည်းပါတယ်ပေါ့နော်ကျမတို့ပြော Lydia Latter ပေါ့နော် project round တစ်မျိုးပါတယ်ဆေးအသုံးပြုလို့ရတယ်အဲဒီဆေးကကြတော့အဲကျမတို့နေ့တိုင်းတောက်နေရမယ်နေ့တိုင်းအချိန်မှန်တောက်ရမယ်ပေါ့နော်ပြီးတော့ဒီဆေးရဲ့ cipher ကကြတော့အဲတချို့မှာဆိုရင်ယာစီမလာတာဖြစ်နိုင်တယ်ယာစီလာတာနဲတာဖြစ်နိုင်တယ်ယာစီလာတာရက်ကြတာဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေတော့ရှိမယ်ပေါ့နော်အဲပြီးတော့သူက အဆေးဖြတ်လိုက်ပြီဆိုရင်ပေါ့နော်အဲကိုကိုဝန်လိုချင်လို့အဲခလေးယူချင်လို့ပေါ့နော်ဆေးဖြတ်လိုက်ပြီဆိုဆေးဖြတ်လိုက်ပြီအဲလအနေငယ်ကြရင်ခလေးပြန်ရနိုင်တယ်ပေါ့နော် ဒါကတော့တောက်ဆေးတွေပေါ့နော်တောက်ဆေးကိုကိုကနေတိုင်းရမပြတ်တောက်နိုင်တယ်ပေါ့နော်မေးလည်းမမေးလျော့နိုင်ဘူးဆိုရင်တောက်ဆေးကိုရွေးလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုကမေးတက်တယ်နေတိုင်းလည်းတောက်ဖို့မေးတက်တယ်ပေါ့နော်အဲ့လိုအဆင်မပြေဘူးဆိုရင်တော့ကိုကသုံးလတစ်ချိန်ထိုးလို့ရတယ်ထိုးဆေးကိုရွေးလို့ရတယ်ပေါ့နော်အဲထိုးဆေးကတော့ကျမတို့သိရပြီးတိုင်းပဲနော်သုံးလခန့်ဆေးပေါ့နော်ဓာတ်ပိုပရိုဗီလာလို့ခေါ်တဲ့ဓာတ်ပိုပေါ့နော်ထိုးဆေးပေါ့နော်သုံးလတစ်ချိန်ကိုကသွားထိုးပေးရမယ် သူရဲ့ side effect တွေကကြာတော့တချို့စီမှာဆိုရင်ဝိတ်နည်းနည်းတက်တာဖြစ်နိုင်တယ်အဲခုနကဆေးလိုမျိုးပဲပေါ့နော်အဲသူစီမှာယာတိကမမှန်တာဖြစ်နိုင်တယ်ယာတိနည်းနည်းကြာတာဖြစ်နိုင်တယ်နောက်ဆုံးယာတိမလာတာလည်းဖြစ်နိုင်ပေါ့ယာတိဆောင်းဝန်းမမှန်ဘူးပေါ့နော်အဲ့ဒါကိုပြောချင်တာပါအဲအဲသူကလည်းပေါ့နော်ဆေးဖြတ်လိုက်ပြီဆိုရင်ကိုကကိုဝန်လိုချင်လို့ဆေးဆေးထိုးတာဖြတ်လိုက်ပြီဆိုရင်တော့သူကကိုဝန်ပြန်ရနိုင်ကြပေါ့နော်နည်းနည်းကြာတယ်ပေါ့နော်ပြန်ရဖို့စောက်ရတယ်ပေါ့နော်တစ်နှစ်လောက်ထိစောက်ရနိုင်ကြရှိရပေါ့နော်ဒါဆေးတွေရဲ့ခွာခြားချက်လေးတွေပေါ့နော်